ပြာကားတွေဆွဲလန်းခြင်းပါဝင်တချို့တွေမှာဖြစ်တတ်ကြတဲ့အပြာကားမကြည့်ရင်လိမ္မာစဆာနိုင်တော့တဲ့ပြဿနာအပြာကားကြည့်မှာပဲလိမ့်စိတ်ထနိုင်တော့တာမျိုးတနည်းအားဖြင့်အပြာကားဆွဲလန်းနေခြင်းအကြောင်းနဲ့အပြာကားဘောကားကြည့်ပြီးအာသာဖြေတဲ့အရာတာကိုဆွဲလန်းလို့ပြီးဖြစ်မရဖြစ်နေသူများအတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အပြာရုပ်ရှင်ဆွဲလန်းစိတ်ရဲ့လက္ခဏာတွေကဘယ်လိုမျိုးလဲတနေ့ပြီးတနေ့အပြာရုပ်ရှင်ကြီးတဲ့အချိန်ကပူပူတိုးလာတယ် အစာပြက်အိမ်ပြက်ခံပြီးအပြာရုပ်ရှင် website တွေကိုရှာဖွေနေမယ်။အပြာရုပ်ရှင်တွေတဲကတော့ကိုချစ်သူနဲ့လိမ်ဆက်ဆံဖို့အတင်းကျပ်စ조사လာမယ်။အပြာရုပ်ရှင်မကြည့်ပဲလိမ်ဆက်ဆံနေတဲ့အချိန်တခုခုလိုအပ်နေလို့ခံစားရလာမယ်။မကြည့်ပဲမနေနိုင်တော့အောင်စိတ်ကဒီကျဲပဲရောက်ရောက်နေတယ်။ဒီလက္ခဏာတွေရှိနေတဲ့ဆိုရင်တော့ကို့မှာဆွဲလန်းစိတ်ရှိနေပြီဖြစ်ပါတယ်။ ။ဒါမှတနေ့တစ်ကြိမ်ကြည့်ပြီးအာသာဖြေတာလောက်နဲ့တော့ဆွဲလန်းစိတ်လို့ခေါင်းစဉ်တက်လို့မရသေးပါဘူး။ဒါဆိုလို့ရှိရင်ဘာကြောင့်ဒီလိုဆွဲလန်းစိတ်တွေဖြစ်လာရတာလဲ။လူမျိုးအပြိုဖော်ဝင်ကားစားမှာအပြာရုပ်ရှင်တွေကိုစပြီးရှာဖွေကြည့်တတ်ကြတာတဘာဝဖြစ်တတ်ပါလေ။ဒီလိုအရွယ်တွေဆိုတာလိမ့်ပိုင်းဆံရနဲ့ပတ်သက်ပြီးစူးစမ်းလို့စိတ်တိလို့စိတ်တွေပိုပြင်းလာတာကြောင့်လည်းပါပါလေ။အစပိုင်းမှာတော့ဒီလိုပဲစိတ်ဝင်စားတဲ့အနေနဲ့တခါမှမကြည့်ဘူးတဲ့အရာတစ်ခုကို အသက်အဆန်းအနေနဲ့ကြည့်မယ်ဒီလိုကြည့်ပြီးအာသာဖြေကြည့်တဲ့အရာသာကိုသဘောကျသွားတဲ့အခါမှာတော့နောက်နေ့တွေမှာလည်းစက်ကြည့်ဖို့ကြိုးစားလာမယ်အဲဒီလိုနဲ့အမြဲမပြတ်ကြည့်နေရင်ကနေကိုမတိလိုက်ခင်အခြေလေးပါဗျအပြာရုပ်ရှင်တွေနဲ့ပတ်သက်ပြီးမကြည့်ရမနေနိုင်တဲ့အထိဆွဲလန်းစိတ်တွေဝင်သွားကြပါလေဒါဆိုရင်ကိုကိုကိုပြဿနာရှိနေပြီနောက်မကြည့်တော့ဘူးလို့ဆုံးဖြတ်ပြီးနောက်ပိုင်းမှာလည်းစိတ်ထေးလို့မရပဲစက်ကြည့်ရင်ကြည့်ရင်နဲ့ ကိုယ့်ပြည်တနာတော်တော်ဆိုးနေပြီလို့ခံစားရတာတွေထိဖြစ်လာနိုင်ပါတယ်။ဒါဆိုလို့ရှိရင်ကိုယ့်ဘာသာထိန်းချုပ်လို့ရမယ့်ဤလမ်းတွေရှိတာ။ဆွဲလာစိတ်အခြေအနေကတိတ်ပြီးပြင်းထန်သေးဘူးဆိုရင်တော့ဒီဤလမ်းတွေနဲ့အသုံးပြုပြီးထိန်းချုပ်လို့ရနိုင်ပါတယ်။ဒါတွေကတော့ကိုယ့်ဖုန်းကွန်ပျူတာထဲကအပြာရုပ်ရှင်တွေအပြာဝတ္ထုတွေအပြာရုပ်ပုံတွေမှတ်မှတ်ကိုအကုန်လုံးဖျက်ပစ်ပါ။ပြီးတော့ခက်ခက်ခဲခဲနဲ့ဒေါင်းထားသမျှရုပ်ရှင်တွေကိုလည်းမနှမျောပဲဖျက်ပစ်ပါ။ ။နောက်တစ်ခါကိုနဲ့ခင်နဲ့သူတယောက်ကိုအပြာ website တွေကိုဖွင့်ကြည့်လို့မရတဲ့ software တစ်ခုခု twin ခိုင်းဖို့အခုတောင်းကြည့်ပါ။ပြီးတော့အပြာရုပ်ရှင်မကြည့်ရမနေနိုင်တော့ဘူး။အရန်ကြည့်ချင်နေပြီဆိုရင် heavy site ပျောက်သွားအောင်ဒုက္ခလုံးကြည့်ပါ။အားကစားလို့တော့ဒီတရှင်းသားတော့နော်။စသဖြင့်ကိုဝါဒနာပါရကိုပြောင်းလုပ်နိုင်ပါလေ။အရန်ကြည့်ချင်တာပြီဆိုရင်ဒီအပြာရုပ်ရှင်ကိုအမြဲကြည့်နေရင်ကိုယ့်ရဲ့အလုပ်ခွင့်မှာ ဘဝမှာဘလို့တွေထိခိုက်သွားနိုင်လဲဆိုပြီးကိုကိုကိုပြန်သတိပေးပါပြီးတော့ကိုချစ်သူကိုကိုရဲ့အခြေအနေကိုပွင့်ပွင့်လင်းလင်းပြောပြထားပါဒါဆိုလို့ရှိရင်ကိုကအပြာရုပ်ရှင်ကြည့်လို့လုံနေဆက်လက်ပြီးတော့ကိုပူချင်းအဖျားရှိချင်းရဲ့လူအချက်များအကြောင်းကိုလေ့လာကြည့်အောင်အဖျားဆိုတာပါလေအဖျားဆိုတာလူတိုင်းဖြစ်မှုတဲ့ဝိညာဉ်တစ်မျိုးပါ fever လို့ခေါ်တယ်လို့ favorable illness လို့လည်းခေါ်ပါတယ် ကိုပူချင်းတက်လာရင် ဖြားပြီလို့လူတွေကပြောတတ်ကြသလိုညီမကောင်းဖြစ်နေပြီလို့လည်းယူဆတတ်ကြပါတယ်။ဒါဆိုလို့ရှိရင် ကိုပူတိုင်းဖြားတာလား။ဖြားတိုင်းကိုပူလည်းရှိပေမဲ့လက်နဲ့စမ်းကြည့်လို့ကိုပူနေတိုင်းတော့အဖျားမဟုတ်ပါဘူး။ခန္ဓာကိုယ်ရဲ့ပူချင်းကအစာတော့ဘဝချင်းအပူချင်းကိုယ်နဲ့လှုပ်ရှားမှုစတာတွေပေါ်မူတည်ပြီးတသမတ်တည်းမဟုတ်ပဲပြောင်းလဲနေတတ်ပါလေ။ညနေ6နာရီဝန်းကျင်မှာအပူဆုံးဖြစ်တတ်ပြီးမနက်3နာရီဝန်းကျင်မှာအေးဆုံးဖြစ်တတ်ပါလေ။ အပူချိန်ဘလောက်ဆိုဖြားတာလို့ခေါ်မလဲလူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပူချိန်ဖြစ်36 30စင်တီဂရိတ်အထက်ကိုကျော်လွန်ပြီးဆိုရင်ဖြားတယ်လို့ဆိုရမှာဖြစ်ပါလေဒါဆိုပါတဲ့အတိုင်းမလဲဒါကတော့လူတိုင်းဒီဗီတာဖြစ်ပါလေဒါမိုမီတာနဲ့တိုင်းရပါလေဘိုးလုံးကတော့ရှောင်းထဲတိုင်းဓာတ်အောင်မှာတိုင်းနဲ့တိတ်ကြည့်ရမလို့လေဒေလာတိုင်းဆိုတော့စဉ်ရစီယာဒါမိုမီတာတွေတုံးတာပေါ့အခုတော့ဒီဂျစ်တယ်ကဏ္ဍတွေနဲ့ပြတဲ့ဒါမိုမီတာတွေရှိလာသလိုအသားကိုဖြစ်စရာမလိုတဲ့ အနီရောက်ရောက်ကြည့်တော့တာမိုမီတာတွေပါရှိနေပါပြီ။ဈိုင်းမှာတိုင်းရင်တော့ဗဂရိအပူချိန်ထက်နည်းလာဖို့0.2 0.3 centigrade ထပ်ပေါင်းပြီးတွေ့ရမှာဖြစ်ပါလေ။ဘာကြောင့်ဖျားတက်လဲ။များသောအားဖြင့်တော့ virus, bacteria, fungi, protozoa စတဲ့ရောဂါပိုးပေါင်းစုံတဲကဒုက္ခလမ်းကြောင်းကနေခန္ဓာကိုယ်ရဲ့အလဲပိုက်ရောက်လာပြီးဆိုကိုပူတက်ပြီးဖျားလာတတ်ပါလေ။ဒါအပြင်ကာကွယ်ဆေးထိုးတဲ့အခါမှာလည်းဖျားတတ်ပါလေ။သွေးလေးဖက်နာရောဂါကြောင့်လည်း ဖျားချက်ပါတယ်။တချို့ဆေးတွေကြောင့်လည်းကိုပူချင်းတက်လာတတ်လို့အမ်ဖီတာမင်လိုစိတ်ကြွဆေးတွေကြောင့်လည်းကိုပူတက်တတ်ပါတယ်။အရက်ဖြစ်တဲ့အခါမှာလည်းကိုပူတက်နေတတ်ပါတယ်။ဖျားနိုင်တဲ့အကြောင်းရင်းပေါင်းမြောက်မြောက်စွာရှိသလိုဘာကြောင့်ဆိုတာလုံးဝအကြောင်းရင်းရှာများတဲ့ PUO ဆိုတဲ့ဆေးအုံကိုကြီးစွာစိန်ပေါ်ပြီးလူနာကိုအကြာကြီးဒုက္ခပေးနေတဲ့ယောဂအခြေအနေမျိုးတွေလည်းရှိတတ်ပါတယ်။ဒါဆိုလို့ရှိရင်ဖျားရင်ပါလက္ခဏာတွေပြတတ်လဲကိုပူပါမယ်။ တချို့ယောဂါတွေမှာချမ်းတုံနေတတ်ပါတယ်အပြားစတဲ့အချိန်နဲ့ဘလို့ဖြားတယ်ဆိုတာကိုတေချာသတိပြုမှတ်သားပြီးဆရာဝန်ကိုပြောဖို့လိုပါတယ်ယောဂါတစ်ခုနဲ့တစ်ခုဖြားတဲ့ပုံစံဦးရောင်ကဖြားလို့ relative barrier လို့ခေါ်တဲ့ရှားရှားပါပါနှလုံးခုန်ဒိစေတတ်တဲ့ယောဂါမျိုးကလွဲရင်ကျန်းတဲ့အပြားတွေမှာနှလုံးခုန်ပြန်တတ်ပါတယ်ကြိုက်ခဲညောင်းညာမလို့ချင်းဖြစ်တတ်လို့ခေါင်းကိုက်နေတတ်ပါတယ်အစာအတော်လည်းပြတ်တတ်ပါတယ်တုတ်ကွေးလိုချီနေမျိုးမှာ နာစီချောင်းစို့ ဝင်းရှောစတာတွေတွဲဖြစ်တတ်ပါတယ်။ကျန်တဲ့ယောဂပိုးတွေမှာလည်းခန္ဓာကိုယ်ရဲ့ဘယ်အစိတ်ပိုင်းကိုထိခိုက်တယ်ဆိုတာမူတည်ပြီးတခြားလက္ခဏာတွေပြလေတတ်ပါသေးတယ်။ဒီလက္ခဏာတွေရဲ့ဘာတွေခံစားရလဲဆိုတဲ့ဝင်းနာတွေရဲ့ကြည့်ပြီးမှစမ်းသပ်စစ်ဆေးလိုအပ်ရင်တခွဲခန့်အဖြေတွေဓမ္မအဖြေတွေကုညီတဲ့ယောဂအဖြေထုတ်ကူတာရတာမို့ဆရာဝန်ကိုအားလုံးမချွတ်မချန်ပြောပြဖို့လိုအပ်ပါတယ်။မြန်မာလူမျိုးတချို့ရဲ့ချစ်စရာဇယိုက်တွေထဲကအားနာတတ်တဲ့ဒလိကဆေးရုံဆေးကားတွေစီကိုပါလာတိထားတဲ့မှာလေ။ ဖျားတာပါကောင်းတယ်ဘာမှမကောင်းဘူးလို့တော့မပြောပါနဲ့တကယ်တော့ကိုပူနေတာဖျားနေတာဟာခန္ဓာကိုယ်ထဲမှာကိုခွန်အစနကယောဂပူမွားတွေကိုတိုက်ခိုက်နေတဲ့ခန္ဓာကိုယ်ရဲ့စစ်တီသိမ့်တာတွေလို့ပြောလို့ရပါတယ်ခန္ဓာကိုယ်ထဲမှာရရလက်နဲ့ဆွဲကင်တက်ပွဲဝင်နေတဲ့ immune system ဆိုတဲ့ခန္ဓာကိုယ်ရဲ့သက်ဆောင်သက်သားလေးတွေရဲ့အောင်ပွဲအပူရှင်ကိုဝေမယူသင့်ပါဘူးယောဂပူတွေဝင်လာတာကသာမကောင်းလို့ကာကွယ်ဖို့လိုတာဖြစ်ပါတယ်ဒါဆိုယောဂပူတွေကိုဘယ်လိုကာကွယ်မလဲကာကွယ်ဆေးတွေအားလုံးမပြတ်မကွက်ထိုးပါ ဒဂိုးရီတန်ရှင်ရဲ့ဂူးဆိုင်ပါအန်ဒီရဲ့ရှိတဲ့အကကွယ်မဲ့တဲ့လိမ်ဆက်ဆာမှုတွေကိုရှောင်ပါမကြာခဏလည်းစိတ်ပါအေးရင်ဝတ်အောင်အိတ်ပါအစာအာဟာရပြည့်ဝမျှတစွာစားသုံးပါလူထူထပ်တဲ့နေရာတွေကိုရှောင်ပါဒါဆိုလို့ရှိရင်ဖြားရင်မလုပ်ရမှာလေကိုခွန်အားစနစ်ရဲ့ပုံမှန်လုံဆောင်ချက်တစ်ခုဖြစ်လို့ကိုနဲ့နဲ့ပူနေုံနဲ့တော့ဆေးတွေတောက်ဖို့မလိုသေးပါဘူးဂိုပူရာပြန်ကြိုက်ခဲနာကျင်တာတွေခေါင်းကြိုက်ကြောတက်တာတွေညောင်းညာတာတွေဖြစ်လာရင်တော့ ပရက်စတမောကိုဆောင်ညွန်ကြားချက်မပါဘဲတောက်လို့ရပါတယ်။ဒေါ်ဟူတန်ရောအဖျားနာတော့လွင့်သွားမှာပါ။လူရာထက်တော့ပုံမတော့ပါနဲ့။ကိုခံအားပြန်တက်စေဖို့အသီးနာတွေစားဖို့အာဟာရပြည့်ဝအောင်စားဖို့ဆေးလိပ်အရက်ဗီယာကွန်းရှာဖို့အေးဝအောင်အေးဖို့ပြည့်ပြည့်ဝဝအနားယူဖို့တစားရင်အသီးဖြော်ရည်တွေနဲ့ရေများများတောက်ပြီးရေရပြည့်အောင်ဖြည့်ဖို့လိုပါလေ။ဂူပူရောမကတော့ပဲတခြားဝင်နာတွေပါ တွဲလာပြီးအဖျားရရှိလာပြီးဂူပူအရန်ကြီးလာပြီးဆိုရင်တော့ဆရာဝန်စီတွားဖို့လိုပါလိမ့်မယ်။အထူးသဖြင့် ကလေးငယ်တွေနဲ့တတိယရွယ်ဦးလေးဆိုရင်တော့စောစောစီစီကုသမှုခံယူတင်ပါလေအားလုံး